ပေးရဆောင်မှာတော့ပေးကပြောင်းနေရကြောင်းအခန်းပေါ်တွေကလည်းရန်ကုန်မေးကြည့်နေပြီ။ဂျန်ကလည်းပေးကညဘက်အချိန်ပိုင်းအလုတ်ဆင်းနေရတာကြောင့်အပြစ်မှနေရငှားလိုက်တာကိုပြပြနေပါတယ်။ယုံထဲမှာတော့အလုတ်သမားတွေအကောင်လုံးကသူတို့တွေကိုဘာအလုံးမှမပေးပဲဂိမ်းဆော့ဖို့ပဲပြောနေပြီ။ overtime လည်းစိတ်ခွင့်မပေးတာကြောင့်အရှင်းချင်းပေးရယူရချက်ကိုတိုင်မင်နေကြပြီ။လင်ဝမ်ကလည်းသူတို့တွေကအလုံးမှဂိမ်းပဲဆော့ရတာကြောင့်အပြစ်ရှိတယ်လို့ခံစားရပြီး project ဆိုင်ရင် ပို့ပြီးစူးစမ်းအောင်လုပ်တာဖြစ်နိုင်တာကိုပြောပါတယ်။တစ်ဖက်မှာတော့ပေးကသူ့ယုံခန်းထဲမှာသူ့ဂိမ်းရှုံးအောင်လိုအပ်မဲ့အကြံထုတ်နေပြီးအရှင်းဆက်ကတစ်ခုကနေအကြံရသွားပါတယ်။ညနေအလုတ်ဆင်းချိန်မှာတော့အကောင်လုံးကလည်းသူတို့တွေကအလုံးမလို့ ာကြောင့်ညင်းငွေနေတော့မှပေးကရောက်လာပါတယ်ပေးကလည်းသူကဌာနကုမ္ပဏီရဲ့အနာဂတ်ကိုစဉ်းစားနေရတာကြောင့်အရင်တစ်ပတ်ကပြောင်းနေတာကိုရှင်းပြပြီအခုတစ်ခေါက်မှာတော့ FC ရဲ့ဂိမ်းလုံးမကိုပြပြပါတယ်ပေးကလည်းသူ့ကုမ္ပဏီစီမံဝိုင်းဂိမ်း developer တွေအလုပ်ဖောင်တင်ခဲ့ပေမဲ့အကုန်လုံးညင်းလိုက်တာကိုပြပြနေကဝိုင်းဂိမ်း developer တွေကအတွေ့အကြုံရှိရင်လားသူတို့အတွေ့အကြုံကြောင့်ပဲအကြံသစ်တွေမထွက်နိုင်တာကိုရှင်းပြနေပြီအဲဒါကြောင့်သူကတသက်ဆလူငယ်လေးတွေပဲအလုပ်ခန့်လိုက်တာကိုပြောပါတယ်ပေးကဟာဝါဆိုရင်သူ့အသားချက်ကိုသူကိုယ်တိုင်မရေးမိတာကိုပြပြပြီဘောင်ကျူဆိုရင်ဂိမ်းတိုင်းမှာဆရာကြီးဖြစ်နေရကြောင့်ဂိမ်းလုံးတဲ့အပိုင်းနဲ့ရင်းနှီးတာကိုရှင်းပြကသူတို့တွေက ောင်မြင်မှာကိုပြောနေပါတယ်။ပေးကလည်းသူကအကြံပြမဲ့လမ်းညွှန်ပေးမှဖြစ်ပြီးအသေးစိတ်ကိုတော့ဟဝောင်နဲ့ပေါင်ရှူတို့ကကြီးလို့ရမှာကိုပြောပြနေပြီ။ဟဝောင်နဲ့ပေါင်ရှူတို့နဲ့အတူမီတင်ထိုင်နေပါတယ်။ပေးကလည်းသူလူချင်းတာ၃ချက်ရှိတာကိုပြောပြပြီးပထမအချက်ကတော့ဂိမ်းကို easy control ဖြစ်အောင်လုပ်ပေးပြီးဒုတိယအချက်ကဇလန်းအရှိထဲဖို့လိုတာကိုပြောပြနေကတတိယအချက်ကပတ်စံနဲ့ဝယ်ရတဲ့လမ်းနဲ့တွေထဲဖို့ဖြစ်တာကိုပြောပြနေပါတယ်။ဟဝောင်ကတော့ပေးပြောတာတွေအကုန်လုံးက FBA ဂိမ်းဆော့တဲ့သူတွေမကြိုက်တဲ့အချက်ဖြစ်တာကြောင့်ကတ်ကောက်နေပေမယ်။ပေးကတော့ဟဝောင်ကို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 ယုံကြည်မှုထားဖို့ပြောပြီးကြီးလို့ဖို့ပြောလိုက်ကပေါင်ရှူကတော့ဘာမှမပြောပါဘူး။ပေးကလည်း ်ဟောင်အောင်ကခေါင်းဆောင်ဖြစ်ပြီးဘောင်ရှူကတော့ဂိမ်းကြီးချက်သူအဖြစ်တာဝန်ပေးလိုက်ကနောက်တစ်ပတ်ကျရင်ဂိမ်းချက်လုထားတာပြဖို့ပြောလိုက်ပါတယ်ညနေခင်းမှာတော့ဘောင်ရှူကတော့ထုံးစံအတိုင်းကုမ္ပဏီမှာပဲဂိမ်းဆော့နေကဟောင်အောင်ကတော့ပေးမသိအောင် over time ဆင်းနေပါတယ်ညဘက်ရောက်တဲ့အထိဟောင်အောင်ကဆလာနဲ့ပတ်သက်ပြီးအကြံထုတ်နေပေမဲ့ကောင်းတာတစ်ခုမှမရသေးကဘောင်ရှူကလည်းပေးရလိုအပ်တဲ့လောက်နဲ့ပဲအကောင်းဆုံးရလဲရအောင်လုပ်တာကြောင့်သူတို့လည်းအခု project မှာပေးလို့မျိုးလိုအပ်တာပဲတုံးကြမှာကိုပြောကသူ့မှာအကြံရှိတာကိုပြပြပါတယ်ဘောင်ရှူကဟောင်အောင်ကိုသူ့ဂိမ်းအကြံနဲ့ခေါ်သွားကသူတို့ဂိမ်းကိုရင်းနဲ့တူးတဲ့နေရာမှာလုံးမှာကိုပြပြပြီမမ်မီတွေကရန်သူဖြစ်မှာကိုရှင်းပြနေက ဘင်္ဂနာတွေအတွက်လွယ်အောင်အရန်ကြီးမပြောင်းပဲတနက်အချိန်မှာနည်းနည်းရှင်ရမှာကိုပြပြလိုက်ပါတယ်သူတို့တွေကဇွန်ဘီအဝိုင်းခံလာရတာကြောင့်အပေါ်တက်ပြေးသွားပြီးဘောင်ရှူကဆက်လန်အတွက်ခလေးမလေးပါပါမှာကိုပြပြပါတယ်ဒါပေမဲ့အတန်သွင်းဖို့ကပတ်စံကုန်လာကြောင့်ဒီတိုင်းအမူယာနဲ့ပဲလုပ်ပြမှာကိုပြပြကခလေးမလေးရဲ့အမူယာပေါ်မူတည်ပြီးသူတို့ထည့်ထားတဲ့ညံစန်းတွေကိုဖြေရမှာကိုပြောပါတယ်ဒီလိုနဲ့ဘောင်ရှူကလည်း player တွေကဂိမ်းနဲ့ဆော့နေဇက်ကောင်အပေါ်တဖြည်းဖြည်းစိတ်ဝင်စားလာပြီးဆက်လန်ကိုစိတ်ဝင်စားလာမှာကိုရှင်းပြပါတယ်ဟဝောင်ကလည်းဘောင်ရှူရဲ့အကြံကမိုက်တာကြောင့်ရှီကျူးနေပြီးတညလုံးအလုတ်ဆက်လုပ်နေကြလားမနက်မှာတော့အလုတ်လာတဲ့ရန်ကဟဝောင်ကိုတွေ့ပြီးဟဝောင်က overtime ဆင်းရတာကိုရေးမိလိုက်ပါတယ်။ဟဝောင်းကလည်း overtime ဆင်းနေပြီ။ရှန်ကလည်းဟဝောင်း overtime ဆင်းနေတာကိုအမိပန်နေပါတယ်။နောက်နေ့မှာတော့ပေးစီကိုဟဝောင်းကဂိမ်းရဲ့အကြံပြင်းအစီအစဉ်ဆွဲထားတာကိုပို့ထားတာကြောင့်ပေးကလည်းခဏလေးနဲ့ပြီးသွားတာကိုစဉ်းစားများဖြစ်နေပြီ။ရန်ကလည်းဟဝောင်းက overtime ခိုးဆင်းနေတာကိုပြပြလိုက်ပါတယ်။ဒါပေမဲ့ဟဝောင်းက overtime ဆင်းပြီးဂိမ်းဆော့နေရလို့ရန်ကပြောတဲ့အခါပေးကလည်းစိတ်အေးသွားပြီ။ဟဝောင်း overtime ဆင်းတဲ့ကိစ္စကိုဘာမှမလုပ်ဘူးရန်ကိုမှာလိုက်ပါတယ်။ရုံးနဲ့မှာတော့ပေးကအစီအစဉ်ဆွဲထားတာကိုအတည်ပြုလိုက်တာကြောင့်အကောင်လုံးကလည်းအလုပ်စနေကြပြီး overtime မှာဆင်းနေကြပါတယ်။ပေးကတော့သူ့ပတ်စံတွေကိုရွှေနှ သိန်းထိပဲကြံအောင်သုံးလိုက်ပဲမယ်သူ့ရင်ဂိန်းတွေကပါပတ်ဆက်ရနေရကြောင်းစိတ်ညစ်နေပြီရန်ကသူ့စီလာပြီးအကုန်လုံးကပါ overtime ဆင်းပြီးဂိန်းခိုးစောနေတာကိုပြပြပါတယ်ရန်ကလည်းအခုကိစ္စကိုဒီတိုင်းလွှတ်ထားလို့မရတာကိုပြောနေပေမယ့်ပေးကတော့အကုန်လုံးကို overtime ဆင်းတာအတွက်ပတ်ဆက်ပေးဖို့ပြောလိုက်ပါတယ်နောက်နေ့မှာတော့ဟောင်းအောင်ကသူတို့ဂိန်းအတွက်စီမံဂိန်းကိုပေးကိုလာပြပြီးပေးကလည်းစီမံဂိန်းကရှုပ်လွန်လာကြောင်းဟောင်းအောင်ကိုကြီးလုပ်ဖို့ပြောနေပြီးဂိန်းနဲ့မြီကိုတော့ရေနံတူးစင် project လို့ပေးလိုက်ပါတယ်ဒီကြားထဲပေးကအကုန်လုံးကိုတမင်းရဲ့အလကားကြီးမကိုပြပြနေကဟင်းတွေက share လုပ်ပေးထားတာကိုတွေ့ရပါတယ်ဖိုင်လူကလည်းရုံးထဲမှာဂျင်းဆောက်ပေးနေပြီး trainer တွေပါငားပေးထားတာကိုပြပြနေပါတယ်။ထောင်အောင်ကတော့ပေးကသူတို့ဘောသဘောကောင်းလို့လာကြောင်းနားမလည်နိုင်တာကိုလင်းဝမ်ကိုပြောနေကလင်းဝမ်ကလည်းသူတို့တွေကအလုပ်လုပ်ရင်အလုပ်ခုလို့ကြမှာဖြစ်ပေမဲ့သူတို့အလုပ်ချိန်မှာအာယုံအပြည့်ဆိုင်နိုင်အောင်ကောင်းပြင်ကုမ္ပဏီတို့လည်းအချိန်မပြုံးမဲ့အကျိုးရှိတာကိုရှင်းပြပါတယ်။ရုပ်တရက်သူတို့အကုန်လုံးကိုပေးက overtime ဆင်းခွင့်ပေးလိုက်တာကိုအသိပေးလိုက်ကလင်းဝမ်ကလည်းပေးက overtime ဆင်းတာအတွက်ပတ်စံပေးပေမဲ့သူတို့ဘောကောင်းပြရကြောင်းပေးဖို့မလိုဘူးဆိုတာပြပြနေပါတယ်။ပေးကလည်း overtime ဆင်းတာအတွက်ပေးတာကိုအရင်ကြီးစိတ်ကြမထဲဖို့ပြောလိုက်ကလင်းဝမ်ကလည်း overtime အတွက်ပေးတာကိုလက်ခံလိုက်ပြီးအပြင်မှာစောင့်နေတဲ့သူတွေကိုလည်း overtime တိုင်းအတွက်ပေးတာကိုမငင်းနိုင်လိုက်တာကိုပြပြပါတယ်။ပေကဘောင်ရှူကိုခေါ်လိုက်ပြီးသူတို့ဂိမ်းအတွက်ရွှေရှောက်သိန်းခွဲသုံးဖို့စီရင်ကိုဘလို့မြင်လဲလို့မေးနေပြီ။ဘောင်ရှူကလည်းဘာပြဿနာမှမရှိတာကိုပြောပါတယ်။ဒါပေမဲ့ပေကကက်စီမနေဖို့ပြောလိုက်ပြီးဘောင်ရှူကအကောင်းဆုံးဂိမ်းတွေထွင်ချင်တာမှတ်လားလို့ပြောလိုက်ပါတယ်။ဘောင်ရှူကလည်းအကောင်းဆုံးဂိမ်းမျိုးလုပ်ဖို့ကငွေတက်လို့သေးတာကိုပြောပြကပေကလည်းဘတ်ဂျက်ကိုနှစ်ဆတိုးပေးလိုက်ပါတယ်။ဘောင်ရှူကလည်းသူတို့လိုအပ်တဲ့စာပါတွေကိုငားမဲ့စာဝယ်လိုက်မှာကိုပြောပေးမယ်။ဘတ်ဂျက်ထက်ပိုနေရကြောင်းပေကနောက်မှဝယ်ဖို့ပြောလိုက်ပါတယ်။ဂျိုးထဲမှာတော့ဘောင်ရှူစီကိုအကောင်းလုံးကသူတို့ပြောထားတဲ့ကိစ္စတွေကိုအတီးပြုတ်ဝေးဖို့ပြောနေပြီ။ဘောင်ရှူက တဲ့လူတွေအကုန်လုံးကသူ့စီတခါတဲ့စကားလာပြောနေတာကြောင့်စိတ်ရှုပ်လာပါတယ်။ဒါမှမဟုတ်အောင်ကသူတို့ကကူညီထားတာကြောင့်ကူညီပေးမဲ့ဆိုကအကုန်လုံးကိုအမိပေးနေပြီးကူညီနေတော့မှရုတ်တရက်အကုန်လုံးစီဖုံးဝင်လာပါတယ်။ပေးကလည်းသူ့အတန်းပုံမှန်တက်နေတော့ရုတ်တရက်ရန်ကသူ့စီဖုံးဆက်လာပြီး Fry Sky Company ကသူတို့လူတွေအကုန်လုံးကိုလာလို့နေတာကိုပြပြတာကြောင့်ပေးလဲသူ့ရဲ့ company စီအမြင်ပြေးသွားပါတယ်။